ချိန်တုန်းကဘဝတစ်ခုမှာကုသမင်းနဲ့ဘဘဝတိအလောင်းတို့ဟာမကြီးနဲ့မတ်တော်ကြတယ်တပည့်ကုသမင်းအလောင်းအကူနဲ့ဘဘဝတိလောင်းအမျိုးသမီးရအိမ်တော်ကြတယ်သူကမတ်တော်မှာပေါ့နော်မတ်တော်ခဲဦးလို့လားမသိပါဘူးအဲ့လိုတော်တဲ့အခါမှာချစ်ကံအံဆိုတော့သူတို့တိတ်မတဲခြင်းမတဲကြအောင်တနေ့ကျတော့အဲ့ဒီအိမ်မှာ မုန်းလို့တယ်သူကတောသွားနေတယ်သူ့ရဲ့မကြီးကမုန်းလို့ပြီးတော့စားကြတယ်သူ့အတွက်ကိုမုန်းချန်ထားတယ်သို့တော့ပြစ္ဆေကဗုဒ္ဓတဆူရောက်လာတဲ့အခါကျတော့တခြားလောင်းစရာမရှိတော့သူ့အတွက်ချန်ထားတဲ့မုန်းကိုလှူလိုက်တယ်ပြစ္ဆေကဗုဒ္ဓတပိတ်ထဲနဲ့ထဲလိုက်ရောသူကတော့ပြန်ရောက်လာတယ် ရောက်လာတော့ငါမောင်မင်းအတွက်ပုံချန်ထားတာအခုပြစ်စင်ကဘုရားရှိတော့ငါတို့လှူလိုက်ပြီဆိုတာရုတာရုမလုပ်ခဲနဲ့သူကပါလို့တော့ကိုမုံတော့ကိုမလှူခဲနဲ့သူများမုံခမရတော့ကိုမုံတော့ကိုစားတယ်သူများမုံကြတော့လှူပြရမလားဆိုပြစ်စင်ကဘုရားတပိတ်ပေါ်လိုက်ပြီးတော့လှူယူလာတယ်ပြေးပြီးတော့နောက်ကလိုက်ပြီးသူ့မုံပြန်ယူလာ အဲ့ဒီတော့ခိုးမျိုးသမီးရရှက်လဲရှက်ပြည်ရှင်ကဘုရားပေါ်မှာလဲအာနာတော့သူ့အမေအိမ်ပြေးပြီးတော့ထောမအိုးကြီးကိုယူလာခဲ့ယူလာပြီးတော့ပြည်ရှင်ကဘုရားအရှင်မြတ်ရဲ့တပိတ်ထဲကိုထောဘတ်တွေလောင်းထဲထောဘတ်တွေလောင်းထဲပြီးတော့အဲ့ဒီချိန်မှာသူဆုတောင်းလိုက်တယ်ဟုတ်ဆုတောင်းစွာ ကောင်းတာလည်းရှိမကောင်းတာလည်းရှိသူဆုတောင်းဖို့ကဘာလို့ဆိုဒီကုသကောင်းမှုရဲ့ဆွမ်းအားကြောင့်တဲ့ဖြစ်လျာဘဝမှာတဲ့သူ့ရဲ့ခန္ဓာကိုယ်ကဟောဒီထောပတ်အယောင်နေတောက်နေတယ်လို့သူခန္ဓာကိုယ်မှာအယောင်နေထွက်ပြရစေဒါမို့ပပအစရာအယောင်ဝတ္တိကရှိတာ ခန္ဓာကိုယ်ကအယောင်ထွက်နေတဲ့အမျိုးသမီးနာမည်ကပပဝတိဗမာပြည်မှာတော့ပပဝတိဆိုပပဆိုရင်တော့မဟုတ်ဘူးပပဘာဘာခုံးနဲ့မှမှန်တယ်ပပပပဆိုတာအယောင်နော်ပပဆိုရင်တော့ဗာဒိဗေမလို့ရှိပပဆိုတာရေဥစဉ်ပဲနော်ပတ်သောနှလုံးဆိုရင်ရေဥစဉ်ဖြစ်သွားတယ် ပဖာဝတိခဏကိုအသားရောင်ကနေပြီးတော့တောက်ပြောင်နေတဲ့အမျိုးသမီးတို့ဆွတ်တောင်းလိုက်တာဒီဌာနရဲ့စွမ်းကြောင်းဟောဒီထောပတ်ဒီအစင်လာတယ်လို့ဖြစ်နေရဖြစ်နေရဘောမှာဒုက္ခနာကိုကအယောင်တလဲလဲထွက်ပါစေအချောဆုံးအလှဆုံးလည်းဖြစ်ပြရစေနော်နှစ်ခုတို့ နောက်တစ်ခါထပ်ပြီးတော့စိတ်ကလည်းဆိုးနေတာဆိုတော့ဟောဒီလူယုံမှနဲ့လဲဒါလေးကပါသေးတာဟောဒီလူယုံမှနဲ့လဲဘယ်တော့မှအတုမနေပါရစေနဲ့သူတောင်းတာအဲ့ဒါတော့ဒေါသနဲ့တောင်းလိုက်တာဒီလူယုံမှနဲ့လဲဘယ်တော့မှအတုမနေပါရစေနဲ့သူဆုတောင်းတာကိုကြားတဲ့အခါ ကုသမင်းအလောင်းကမခံခြင်းမခံခြင်းတော့သူ့လက်ထက်ကမုတ်ကိုပြေးပြီးတော့ပိဿကဗုဒ္ဓရဲ့သဘေထဲပြန်ထည့်ပြန်လှုပ်တယ်ပြန်လှုပ်ပြီးတော့လေသူကပြန်ပြီးတော့ဆုတောင်းတယ်အရှင်မယားတဲ့ဒီကုသကောင်းမှုကြောင့်ဟောရီမိမ့်မရှုစနာတရားဝေးกว่าတဲ့နေရာပဲဖြစ်ဖြစ် တပီတော့မရရအောင်ယူနိုင်ပြရစေဆိုပြီးလုပ်တာနော်အဲ့တော့ကလေသာခြေတာပေါ့နော်သူ့ကိုမရရအောင်ယူနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ပြရစေဆိုအဲ့ဒါကုသမင်းနဲ့ဘဘောရိသလမအဲ့လိုဆူတောင်းခဲ့ကြတာလေပေါ့အဲ့ဒီဆူတောင်းမှုတွေကြောင့်သူတို့ဘဝဟာအချင်းချင်း စိတ်ရှင်းမှုတွေနဲ့ကြုံရတယ်ကိုယ်စုတော်နဲ့ကိုယ်ဒုက္ခရောက်နေချာတာလေကုသမင်းကြီးကအယုဆုကြည်တန်ဒေါသနဲ့ပြန်ယူခဲ့တာကြောင့်အယုဆုကြည်တန်တယ်ပပဝတိကိုချောလိုက်ရတာနော်ဩရိန်တဲ့ဘုရားရောက်လို့ရောက်ဖြာရတဲ့လူဘုရားရောက်လို့ရောက် အမျိုးစုံပပဝရီနဲ့တွေ့ဖို့ခြံစီရတဲ့အလုပ်တွေသူ့မှာကိုယ်ဤဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းနဲ့ရှင်မယင်ဖြစ်ပါလျက်ဘယင်းရဲ့စီစဉ်ကိုခြံကြတာမခံစားရဘူးခိုးရလဲသူ့ကိုမုန်းလိုက်တာမပြောနဲ့အဲ့လိုနဲ့သူတို့ရဲ့အိမ်တော်ဘက်ဟာစဉ်းစားတာကြည့်နော်ဆူတောင်းနေမလာခဲ့ကြတယ် ဲ့တော့တန်တရားတွေမှာဆုတောင်းတာဟာအကောင်းတောင်းတာတောင်းမှပဲအကောင်းကြီးမရဘူးအခုတို့ဒုက္ခပေးတဲ့ဆုတောင်းတွေဟာသူတို့ပဲအပြန်အလှန်နှိပ်စက်တာကိုခံရတယ်ပါဝဝတိကလည်းအကြည့်ကျဲစိတ်ဆင်းရဲရတယ်ကုသမင်းကြီးကလည်းအကြည့်ကျဲစိတ်ဆင်းရဲရတယ်ဆိုတာဒီဒုက္ခတွေကိုသူတို့ဟာဆုတောင်းတဲ့ကနေရလိုက်တဲ့ဒုက္ခတွေလို့ဒီလိုမှတ်ရမှာဖြစ်တယ်ပေါ့နော် ဒါကြောင့်မို့တန်တရာတွေကဆူတောင်းနေဟာအကောင်းကြီးမရနိုင်ဘူးဒါကြောင့်မို့ဆူတောင်းမမားစေရဘူးပေါ့ဆူတောင်းမမားစေရဘူးဆူတောင်းမားပြီဆိုရင်လူတွေဟာဆက်ရှင်မှုကိုဆင်းမှုတွေနဲ့အမျိုးဆုံးကြုံရဒါကြောင့်ယေရှုဗျာသာသနာတော်နဲ့ကြုံတွေ့လာတဲ့အခါအကောင်းဆုံးဖြစ်တဲ့ဆုကိုပဲ တောင်းတဲ့တောင်းတိုက်တယ်ကော